မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမေတမခွန်ခွန်တမမှုကိုစစ်ဆေးနေရလို့ NUG ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမေစစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်မယ်လို့အသိပေးပါရယ်အင်းတော်မျိုးတင်တိုက်ပွဲမှာဖန်ဆင်းရရှိတဲ့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုစစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေရလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ် ။လက်ရှိအချိန်မှာတော့ဖန်စီရမိထားတဲ့စစ်တုံ့ပန်းတွေကိုစစ်တုံ့ပန်းဆိုင်ရာမူဝါဒတွေနဲ့ညှိထိန်သိမ်းထားပြီးစစ်ဆေးမြင့်မြတ်မှုတွေကိုဆောင်ရွက်လျက်ရှိပါတယ်။စစ်တုံ့ပန်းတွေရဲ့ထွက်ဆိုချက်စစ်ဆေးတွေ့ရှိချက်တွေပေါ်အခြေခံပြီးတရားစီရင်ဆိုင်ရာကိစ္စရပ်တွေကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဧပြီလ15ရက်ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကပြောခဲ့တာပေါ့အင်းတော်မျိုးသိန်းတိုက်ပွဲကို PDF တိုင်ရင်တွေ ABSDF KIA KPDF ဘက်ကဖာနဲ့မဟာမိတ်တွေရှစ်လနီးပါးထိုးစစ်ဆင်ပြီးတင်ပိုင်ခဲ့တာဖြစ်ပါတယ်အင်းတော်မျိုးကစစ်ကောင်စီတပ်အတွက်လည်းအရေးပါလာတာမို့မျိုးမကြအောင်လို့စစ်ကောင်စီကတိုက်စွမ်းရည်ကောင်းတယ်လို့နာမည်ဆိုးနဲ့ကြော်ကြားတဲ့တမခွန်ခွန်လက်အောက်ခံတိုင်ရင်ငါးရင်းနဲ့တမမိုးပုံမှုကြောင့်အောင်တဲ့ကိုယ်တိုင်ဦးဆောင်ပြီးခုခံခဲ့တာဖြစ်ပါတယ်ဂျပန်လိုက်ကူမှာ ခိုင်ဆဲခိုင်မာ ပြုပြီးကုကံခဲ့ပြီးမြေနောက်ဆုံးမှာတော်လိုင်းတက်တွေကသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါအပြင်တွေဦးတော်လိုင်းကြီးမှာ PDF တွေကစစ်တပ်ရဲ့တမမှုဘုံမှုချုပ်တယောက်ကိုစစ်တုံ့ပန်းဖြစ်ဖမ်းဆီးနိုင်တာဟာပထမဆုံးချိန်ဖြစ်ပါတယ်။တမမှုတယောက်ကိုဖမ်းဆီးစစ်ဆေးပြီး NUG နေနဲ့တရားစီရင်မှာကလည်းတွေဦးတော်လိုင်းကြီးမှာပထမအဆုံးဖြစ်ပါတယ်။ ထိုစစ်ရဲဆိုင်နယ်ကာလာအေပီလာ9ရက်နေ့ည9နိုင်ကမ်းမှာအင်းတော်မျိုးဂျပန်လိုင်းကူမှာအခြေပြုတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တမခွန်ခွန်ကဝန်းရံပိတ်ဆို့ထားတဲ့တော်လိုင်းတပ်ဖွဲ့ရင်းရဲ့ဖိအားကိုရှင်ရှင်တောင်းခံနိုင်ခြင်းမရှိတော့ဘဲစက်ခန်းစွန်းလို့ဆုတ်ခွာသွားတာကြောင့်အင်းတော်မျိုးကိုအပိသက်သိမ့်ပိုင်ရရှိခဲ့တယ်လို့ဆုတ်ခွာထွက်ပြေးသွားတဲ့တမမှုနဲ့တပ်သားတွေကိုလည်းစစ်တုံ့ပန်းတွေအဖြစ်ဖမ်းဆီးရမိခဲ့ပါတယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရကတမခွန်ခွန်တမမှုကိုဖမ်းဆီးရရှိပုံကိုပြောပါတယ်အင်းတော်မျိုးသိမ့်တိုက်ပွဲကစက်ကောင်စီတပ်စီကနေဟန်ဝဲစာ နက်အပြင်လက်နက်မျိုးစုံနဲ့ခရင်တွင်စစ်တုံးပန်းပစ္စည်းတွေအများပြားရရှိခဲ့ပါတယ်။တမခွန်ခွန်တမမှုအပါဝင်စစ်တုံးပန်းနေရာခက်ဖန်းစီရရှိရလို့စီရင်တဲ့အရင်မြစ်တွေကပြောပါတယ်။စစ်ကောင်စီကအင်းတော်မျိုးနယ်ကို AB 73ရဲ့နေမှာပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါဟာစစ်ကောင်စီကဖန်းစီခံထားတဲ့တမမှုနဲ့စစ်သားတွေကိုနှုတ်ပိတ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့စီရင်တဲ့အရင်မြစ်တချို့ကသုံးသပ်ပါတယ်။စစ်ကောင်စီကရခိုင်ပြည်နယ်နဲ့နောင်ချိုမြို့နယ်တွေမှာဖန်းစီခံထားတဲ့စစ်တုံးပန်းတွေကိုလေရင်နဲ့ပုံကျဲတဲ့လုပ်ရက်တွေလုပ်ဖူးပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကတကြံရဲ့ညီရဲ့ပြန်လာသူတွေကိုစစ်စေးကိမ်မာဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အေယာရီတိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာအေဘီလာစနေရက်နေ့ပသိမ်မြို့ချက်ပေါင်းရွာမှာစစ်မှုရန်ပတ်စင်တက်ကမဲပေါလို့တင်းရှောင်နေသူတွေကိုတကြံရဲ့အင်ကိုပြန်လာချိန်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်မှုရန်ပတ်စင်တက်ကမဲပေါပြီးတင်းရှောင်နေသူကိုစူပါတို့ကိုစစ်ကောင်စီကတကြံရဲ့နေအိမ်အပြန်လမ်းမှာတင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ တကြံပိရဲ့အင်ကိုပြန်လာတာသူကအရင်စစ်မှုထမ်းမဲပပူးတယ်ပြောတယ်ရန်ကုန်မှာအလုံးလုံးပြီးအပြန်ကိုးစုစစ်စေးဂိမ်းမှာအဖမ်းခံရတာလို့တရင်ပေးရှိရလို့ထင်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်ကိုးစုစစ်စေးဂိမ်းပြင်စစ်ကောင်စီရဲ့စစ်စေးဂိမ်းဒီမှာမှတ်ပုံတင်ကိုစစ်စေးပြီးသူတို့အတုံးပြူနိုင်တဲ့ဆော့ဝဲနဲ့တိုက်စစ်ခါစစ်ပြေးရဲပြင်းနဲ့စီရီယံတမားတွေကိုဖမ်းဆီးနေရလို့သိရပါတယ်ပြီးခဲ့တဲ့ ဧပြီလ14ရက်တကြံအကြာနေ့ကလည်းပသိမ်မြို့ကတောင်ပေါ်လန်စကိုင်းဘားစားတောက်ဆိုင်မှာဒေသခံကာကွယ်ရေးတပ်တွေရောက်နေရဆိုတဲ့သတင်းနဲ့ထွေအုပ်ရဲနဲ့စာရဖာရင်အင်အားများပြားနဲ့ပိတ်ဆို့ရှာဖွေနေတယ်လို့သိရပါဗျ။ည10နာရီလောက်ဝိုင်းတာကြတော့ PDF တွေရှိလို့ဝိုင်းနေပြောတယ်အဲ့ဒီထဲမှာဘီယာလာတောက်တဲ့ပုံမှုတွေတောင်ရှိတယ်ပြောတယ်အကုန်ညတနိုင်းကြော်တဲ့အထိမပြောင်းရဘူးဘာရစ်စစ်တယ်တော့မသိဘူးသူတို့ပြောတယ် PDF တော့မရှိဘူးလို့ဒေသခံတောင်းကပြောပါတယ်စကောင်စီက ERR တိုင်းမှာအခုရက်ပိုင်းစစ်မှုတန်းနဲ့ပတ်သက်ပြီးလူငယ်တွေကိုမတရားဖမ်းဆီးနေပြီးတကြံပြန်လာတဲ့လူငယ်တွေနဲ့တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့လူငယ်တွေကိုအ धिक ပြတ်မှတ်ထားဖမ်းဆီးစုဆောင်းနေရလို့သိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့မကူညီလင်နေပါမနှောက်ရှက်ပါနဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အဲဒီလိုစာရန်ပါတဲ့ဆိုင်းပုတ်တွေကိုငလင်ဘေးတင်တဲ့နေရာအနှံ့ပြားမှာချိန်ဆွဲထားရတော့မလို့ဖြစ်နေတယ်။စစ်ကောင်စီကမန္တလေးမှာငလင်တန်းတင်ပြည်သူတွေကိုအကူအညီပေးနေတာကိုပုံမထိန်ချုပ်ဖို့ဂျိုးပန်းလာမှုတွေများတဲ့စေတနာဝန်ထမ်းအကူအညီပေးနေသူတွေကိုကြောချမ်းသွားမတတ်ဖြစ်လာစေခဲ့သူ Foreign Dam မြန်မာမှာကိုတွေ့ကြုံခဲ့ရသူတွေရဲ့တင်ပြချက်တွေကိုကိုးကားပြီးတင်ပြသွားမှာပါ။မလ28ရက်မြင်းငလင်ကြီးကြောင့်မန္တလေးအောင်မြေသားဆန်ရက်ွက်နေဦးစိုးလူအမြင့် င်းမဟုတ်နဲ့မိသားစုကိုချစ်ချစ်တောက်ပူပြင်းလာတဲ့လမ်းပေါ်ကိုတွန်းပို့ပစ်ခင်းနေနေအိမ်ဟာနေလို့မရအောင်ပျက်စီးသွားပြီးကျုံးပြီးပပတ်လင်းရှိစောက်ပေးထားတဲ့ရွှေပြင်တဲတွေမှာနေနေကြရတယ်။၎င်းတို့ပါဝင်ရှာပေါင်းများစွာသောငလင်ဘေးတင်မိသားစုတွေကစစ်ကောင်စီဘက်မှအကူအညီမဲမဲရရမရတော့လဲစာရေးတောင်ရေးအတွက်စေတနာဝန်ထမ်းတွေရဲ့ထောက်ပံ့ကူညီမှုတွေကြောင့်ပထမရှက်သက်တပတ်အတွင်းအတော်လေးအဆင်ပြေခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီလိုအစဉ်ပြေခဲ့ရခြင်းမှာလည်းအခြေအနေများရှုပ်ထွေးနေတဲ့ကာလဖြစ်ပြီးကူညီပေးသူတွေနဲ့ကင်းစည်ဖွဲ့တွေကိုအတားအဆီးမရှိလောက်ခွင့်ပေးထားခဲ့တာကြောင့်ဖြစ်တယ်။ AB လ9ရက်မှာတော့အခြေအနေတွေကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ရပြီဖြစ်တယ်။အာနာသိန်းအဖွဲ့ဒုတိယကောင်ဆောင်စိုးဝင်းကနေပြီးတော့မှအစည်းအဝေးခေါ်ယူပြီးကင်းစည်နဲ့ထောက်ပံ့ပေးနေသူတွေအားလုံး၎င်းတို့ထံမှခွင့်ပြုချက်တောင်းခံရမယ်လို့ညွှန်ကြားလာတာဖြစ်တယ်။နောက်တစ်နေ့မှာပဲရက်ကွက်အုပ်ချုပ်ရေးမှူးတွေကရွှေပြင်းတဲရင်ရှိမှာစိုင်းပုတ်တင်စပွဲကလန်တိုင်းတွင်ခင်ပင်အခန့်သားနေရာယူလာကြပြီးအစားအသောက်များဝင်ကားမဲ့မြည်သူမဆို ၎င်းတို့ထံမှကိုရင်းအချက်အလက်များဖောင်ဖြည့်ပြီးခွင့်ပြုချက်ယူရမယ်လို့ဆိုရင်ဒီလိုလုံလာတဲ့အတွက်လာရောက်လှူဒန်းတဲ့သူတွေနေပါသွားပြီးရခိုင်တနည်းလင်း၁၀ဘွဲလောက်ရှိနေကြရမှာ၂ဘွဲလောက်သာရောက်လာခဲ့တော့တယ်။မန္တလေးမှာ AP လ9ရက်6ရက်မှာလင်းရက်တပြက်မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့်အိုးအိမ်မဲ့ပြည်သူများအမိုးကအောက်ရောက်ရှိနေကအရေးတကြီးလိုအပ်လာခဲ့တယ်။ AB 9ရက်နေ့မှာရွှေပြင်တင်းများရှေးရက်ကွယ်အတီတင်းရဲ့နှစ်ပတ်များရေးထိုးထားတဲ့အနီရောင်ဆိုင်ပုံများအနီမှာစက်ကောင်စီမှဖွဲ့ပေးထားတဲ့ ဖာတာလပခေါ်တဲ့ရှိုင်းကြီးအပြားတွေဝတ်ထားတဲ့နံပါတ်တုတ်တွေကင်ဆောင်ထားတဲ့ပေါ်လန်တီးယားလုံခြုံရေးအဖွဲ့များပေါ်လာတဲ့၎င်းတို့တာဝန်ကငလင်ပေးတင်ပြည်သူများလုံခြုံရေးအတွက်ပြောနေကြတော့လေတကယ်တမ်းမှာအလူရှင်ကြီးရဲ့ကုညီထောက်ပံ့နေမှုတွေကိုဘယ်လို့မှဝင်ကားနေတယ်ဆိုတာကိုစီမံခန့်ခွဲဖို့ရောက်လာခြင်းဖြစ်တယ်။ ၎င်းတို့ကကိုထင်းလက်ရဝင်ရောက်ဟန်တာခြင်းမျိုးမရှိတော့လဲစစ်တပ်ရဲ့ဖိနှိပ်အုပ်ချုပ်မှုတွေအောက်မှာနေလာခဲ့ကြရတဲ့ပြည်သူတွေကတော့ကြောချမ်းစရာကောင်းလောက်အောင်အထိတ်တလန့်ဖြစ်လာခဲ့ရတယ်။စိုးဝင်ကန့်သတ်လိုက်မှုကြောင့်ရန်ကုန်မှာရောက်လာသူတွေနေပါသွားပြီးရောင်းနေတဲ့အဖွဲတချို့တောင်ပြန်သွားခဲ့တယ်။မယန်းကုန်းမြို့နယ်မှာအလူငွေ ကောက်ခံနေသူတွေကလည်းခွင့်ပြုချက်မရှိလို့ဆိုပြီးတားမြစ်ခံခဲ့ရတယ်။ခွင့်ပြုချက်အတွက်ရက်ကွက်မျိုးနဲ့အုပ်ချုပ်ရေးမှုရုံများရဲစခန်းများကိုသွားပြီးထောက်ခံစာအစဉ်အဆက်တောင်းယူကြရမှာဖြစ်တဲ့ရခင်အလွန်ငွေကောက်ခံထားသူများ တောင်မှဘယ်လိုဝင်ရမလဲဆိုတာကိုမသိဖြစ်လာတယ်။ရန်ကုန်မှာအဖွဲ့ဝင်30ပါးဖွဲ့က၎င်းတို့ရရှိထားတဲ့အလူငွေ340ကိုလိုအပ်တဲ့စေဝါပစ္စည်းများဝယ်ယူနိုင်ဖို့အတွက်လှူဒန်းဖို့ကြောက်စဲစင်းရုံကိုရရှိလာပြီးစင်းရုံဝင်အတွင်းပြင်ဆောင်နေတဲ့စစ်သားတွေထွက်လာပြီးခွင့်ပြုချက်စာရွက်ပါမပါမေးမြန်းခဲ့တဲ့စင်းရုံတာဝန်ရှိသူတွေတောင်မှခွင့်ပြုချက်မပါလို့လက်မခံရဖြစ်နေကြတဲ့နောက်ဆုံးစင်းရုံဝင်တန်းတဦးကသူဝင်ကပေးပါမယ်လို့ပြောလာလို့မတက်တာတဲ့အဆုံးပေးခဲ့ရတယ်လို့ဆိုရင်အလားတူအဖြစ်တွေကစင်းရုံအများပြားမှာဖြစ်ခဲ့ပြီးခွင့်ပြုချက် င်ရလို့ဝင်ရောက်လှူဒန်းနိုင်ခြင်းမရှိလို့အလူရှင်နီကပြောပြခဲ့ပါတယ်။ပြင်းမနာမျိုးအနေရှိကရင်တရားဆန်ယာယီစင်းယုံမှာတော့ဂိဝါမှယူထားလိုက်တယ်လို့ဆိုတယ်။အစအုပ်ပြများအောက်ပိတ်မိနေသူတွေကိုကယ်ဆယ်နေတဲ့အဖွဲ့တွေလည်းအလားတူကန့်သတ်မှုတွေနဲ့ကြုံနေကြရတယ်။ရန်ကုန်မှာကယ်ဆယ်အဖွဲ့တွေငလင်းလှုပ်ပြီးလင်းပြီးခြင်းတကားမရှိတာမရှိဝင်ထွက်နိုင်ခဲ့ပြီးအရေးကြီးတဲ့82နှစ်အတွင်းလူအသက်ပေါင်းများစွာကယ်တင်နိုင်ခဲ့တော့လေဆိုဝင်ရဲ့အပြီလ9ရက်အမိန်ကြောင့်မြို့ပြင်မှာစစ်စင်းကိတ်များချလာပြီးခွင့်ပြုချက်မရ ကဝင်ခွင့်မပေးတော့လို့ဆိုတဲ့ကယ်ဆယ်ရေးဖွဲ့တော်တော်များများကလည်းစစ်စေးခိတ်များမှာလှည့်ပြန်ခဲ့ရတဲ့ AP ရှင်ရဲ့နေမှာနေပြီးတော့တွင်းလှည့်လည်ကြည့်ရှုခဲ့တဲ့ foreigner ဖွဲ့ကတမျိုးလုံးမှာကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တစ်ဖွဲ့ကိုသာတွေ့ခဲ့ရပါတယ်ဆရာနာတဲ့အဖွဲ့က၎င်းတို့လည်းမကူညီတဲ့အပြင်ကူညီမဲ့သူတွေကိုလည်းဟန့်တားနေတာဖြစ်တယ်။နောက်ထပ်ရရှိတဲ့တရင်နေရအစာအုပ်ပြများမှာထွက်ပေါ်လာတဲ့အုတ်ကျိုးအုတ်ပဲတန်ချိန်စုစုပေါင်း1.5တန်ခန့်ရှိမှဖြစ်ပြီးထရက်ကားများအခောက်ကြီး တသိန်း2500ခန်းနဲ့ဖယ်ရှားရမယ်လို့ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP မှခန့်မှန်းထားရလို့သိရပါဗျ။လူပေါင်း6000ခန်းကယာယီရွက်ပြင်တဲများမှနေထိုင်နေကြဆဲဖြစ်တဲ့ဘီလက်မြေတဲနဲ့အခြားဆောက်လုပ်ရေးပစ္စည်းတွေမှလည်းဈေးများအဆမတန်တက်နေရပြီးရှားဖို့တောင်မလွယ်လို့ဆိုပါတယ်။နေပြီးတော့ပြန်လဲတိစားရေးအတွက်တစ်ပြင်းနေတဲ့ contractor ကလည်းမင်းအောင်လိုက်ရဲ့တာအောင်ပြည့်စုံမဲဖြစ်တဲ့လူရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ Oh.